ောက်ရှိတဲ့နေရာလေးကတော့မိန်တောက်ချောင်းအတွင်းမှာပဲဖြစ်ပါတယ်ရှင်။ဒီနေ့ကတော့သတင်းကြိုလဆန်း17ရက်နေ့ပဲဖြစ်ပါတယ်ရှင်။မနေ့9နှစ်နိုင်ထိုးပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဖောင်တော်ဦးမြတ်စွာဘုရားဟာမိန်တောက်ဆိုင်ချောင်းတော်ကနေပြီးတော့မှတလဲဦးဆိုင်ချောင်းတော်တို့ပင့်ချီပူဇော်ခံတော့မှာပဲဖြစ်ပါတယ်ရှင်။ ။တရင်းလာစံတရက်၁၁ရက်နေ့ကျတော့မင်းတော်ကျွော့ဦးစုကနေတလဲဦးကျွော့ဦးစုတလဲဦးအင်းကျောင်းဘုရားကျင်းကျောင်းတော်ကိုကျွန်တော်နာနဲ့ခွန်နိုင်မှာထွာမြတ်ပါတယ်။ တမူရလို့တပဲလူဖျားရှင်အာစိတ်ကြီးမန်းကတို့အင်းစာရင်းကြီးရဲ့လာဟဲ့ကြီးလေလေကြီးလေလေ တရားစိတ်အားထက်သန်နိဗ္ဗာန်လမ်းကိုမျော်ရည်မှန်းကထိုအင်စာရင်းကြီးရလာဟဲ့ရည်လေးလေးရည်လေးလေးစီလုံးခေါ်အားလေဆွဲအားနဲ့မဂင်လမ်းကိုစိတ်ရည်မှန်းကထိုအင်စာရင်းကြီးရလာဟဲ့ရည်လေးလေးရည်လေးလေးချောချာလေးလေးရည်လေးလေးသိမ်းပြပြမောတာ ¡Gracias! နာတရားစိတ်အားထက်သန်နိဗ္ဗာန်လမ်းကိုစိတ်ဤမှန်းကဒုအစ္စရိညီရလာဟေးဤလေလေဤလေလေစီလုံးခေါ်အားလေဆွဲအားနဲ့မက်ကင်လမ်းကိုစိတ်ဤမှန်းကဒုအစ္စရိညီရလာဟေးဤလေလေဤလေလေကြောက်ချားလေလေဤလေလေဤလေလေဤလေလေကြောက်ချားလေလေဤလေလေ ဘွားတော်များဟာတလဲဦးဆိုင်ကျောင်းတို့ရောက်ရှိပြုစောခံနေကြဖြစ်ပါတယ်ရှင်။ဖောင်နှုံဘုရားပွဲတော်ကိုစက်တင်ဘာလ22ရက်နေ့ကနေစပြီးတော့မှအော်တိုဘာလ9ရက်နေ့ထိစီကတက်မြက်စွာကျင်းပသွားမှာဖြစ်တဲ့အတွက်အနေနဲ့ရရမှာဘုရားပွဲအပ်တဲ့တော်များကိုလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။